အလုံးမဲမင်္ဂလာပါဒီနေ့ကတော့ April 6လရက်နေ့မှာတော့မအလာကနိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICC တို့ Argentina တရားရုံးတို့စသည်ဖြင့်ဒီလိုတရားရုံးတွေကို လုံးဝမကြောက်ဘူးလုံးဝဂရုစိုက်စရာမလိုဘူးစသည်ဖြင့်ဒီအကြောင်းအရာတွေကို စကတ်ဆိုင်ရဲ့ဒီပြန်ချရဲ့အဖွဲ့ကအကြကြာကနေပြီးတော့နော်ထုတ်ဖော်ပြီးတော့ပြောလိုက်တာဖြစ်တယ်ဘေးတရားရုံးမဆိုဘာမှ ျွန်တော်တို့စိုးရင်เสียမှာရှိဘူးဆိုပြီးမှဇော်မေးလုံးကနေပြီးတော့တရားဝင်ပြောပြလိုက်တဲ့ဟာတွေပဲဖြစ်တယ်ဆိုတော့ဒီအချင်းအရာကိုသူတို့ပြောတဲ့ဟာကိုဟုတ်လားမဟုတ်လားဆိုတဲ့ဟာကိုပြန်ပြီးတော့သုံးသပ်ကြည့်လို့ရှိရင်တော့နော်အာဂျင်တီးနားတရားရုံးကနေပြီးတော့ permanent ထုတ်တယ် ICC ကအဲ့ဒီမတိုင်ခင်ပေါ့ ICC ကနေပြီးတော့ permanent ထုတ်ဖို့အတွက်တရားရှင်းနေရုံးကနေပြီးတော့အဲ့ဒီမှာအဆိုတင်သွင်းတယ်နော်အဲ့ဒီဟာကအဆိုတင်သွင်းတာပဲရှိတယ်နော် ICC ကနေပြီးတော့လုံးဝ permanent ထုတ်တာမရှိသေးဘူး ဒါပေမဲ့အဲ့ဒီအချိန်ခါတုန်းကတော်တော်ကိုမအလာက၆တဲ့ဒေတန်ကန်ကဖြစ်ဖြစ်နော်အီးမေးလ်တွေဝင်လာတယ်ဆိုလို့ရှိရင်လက်မခံဖို့အဲ့လောက်ထိတော်မှညွှန်ကြားထားတယ်အဲ့ဒီကတော့ ICC ကိုနည်းနည်းပါးချက်တယ်နော်နည်းနည်းပါးချက်တယ်ဒါပေမဲ့အခုဒီအာဂျင်တီးနားတရားရုံးကိုတော့လုံးဝသုံးမမှုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဘာဖြစ်ဆိုတော့သူကနိုင်ငံတကာတရားရုံးမဟုတ်တဲ့ခါကျတော့သူလုံးဝဂယုံဆိုင်ဘူး ဆိုတာကိုကျွန်တော်တို့ဘလို့တက်တင်နဲ့တွေးနိုင်လဲဆိုလို့ရှိရင်တရုတ်ကိုသွားတယ်ဘာမှမဖြစ်ဘူးရုရှားကိုသွားတယ်ဘာမှမဖြစ်ဘူးထိုင်းကိုသွားတယ်ဘာမှမဖြစ်ဘူးဆိုတော့အခုထပ်ပြီးတော့ကျွန်တော်တို့ဒီမလေးရှားရဲ့ဝန်ကြီးရဲ့ဒီထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းတက်စင်တို့နဲ့သူတို့တွေ့ဖို့ရှိတယ်၁၈ရက်နေ့ဒီလ၁၈ရက်နေ့မှာတွေ့ဖို့ရှိတယ်အတိပေကတော့သူတို့ပြောတဲ့အတိုင်းပဲအာဂျင်တီးနားတရားရုံးကိုလုံးဝဂရုမစိုက်ဘူးဆိုတာတော့ပေါ်နေတယ်ဆိုတော့အာဂျင်တီးနားတရားရုံးကလည်းကျွန်တော်တို့အင်တာပိုကိုဆက်သွေးပြီးသားပြောပြီးသားလို့တော့ပြောတယ်ဒါပေမဲ့သူတို့မဖမ်းနိုင်တာကိုပထမအခေါင်းတုန်းကကျွန်တော်တို့တွေ့ရလိမ့်မယ်ထိုင်းနိုင်ငံကိုအစည်းအဝေးတက်တယ်တက်တဲ့ခါကျတော့ညာတွင်ချင်းပြန်တယ်အဲ့ဒါကတုံးတက်ကြတာပဲဖြစ်တယ်သူကြောက်လို့ပြေးတာလို့ဘာလို့ညာလို့ပြောကြတာပေါ့နော်ဒါပေမဲ့ နော်သူကြောက်လားမကြောက်လားဆိုတာကိုဒီ6ရက်နေ့မှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်6ရက်နေ့တကယ်တည်းတက်တယ်ဆိုရင်သူတို့ပြောတဲ့အတိုင်းပဲနိုင်ငံတကာရဲ့တရားရုံးတွေကိုသူတို့မကြောက်ဘူးဘာမှမှုစရာမလိုဘူးဆိုတာသူကိုသူအာကိုပြီးပြောတာလားတရုတ်ကြောင့်ပြောတာလားဆိုတာတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့လက်တွေ့ပဲကျွန်တော်တို့ကြည့်အောင်ကျွန်တော်တို့ကလက်တွေ့ပဲကြိုက်တယ်ဆိုတော့6ရက်နေ့မှာကျွန်တော်တို့လက်တွေ့ကြည့်ရမယ်နော်သူပြောတဲ့အတိုင်းနိုင်ငံတကာတရားရုံးကနော်မဖမ်းနိုင်ဘူးအင်တာပိုကမဖမ်းနိုင်ဘူးဆိုရင်တကယ်ပဲ ဲ့ဒီအလုတ်ကဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သုံးသပ်လို့ရမှာဖြစ်တယ်နောက်တစ်ခုကစကိုင်းရဲမြင်းမူမှာရှိတဲ့ဒီမန္တလေးမုံရွာလမ်းပိုင်းမှာခြေရာတွေကိုနေပြီးတော့ဆက်ကဆက်ကဝင်စည်းတယ်အဲ့ဒီမှာတင်္ကာကနော်တင်္ကာပါ15ပါးနဲ့ပြည်သူ25ယောက်ကိုနေပြီးတော့ဖမ်းဆီးထားတယ် ဘာပဲဆိုတော့ဒီလိုဖိုက်စီတာကျွန်တော်တို့သိတဲ့အတိုင်းပဲเนาะစက္ကဆက်ကသူတို့စစ်သားတွေတအားလိုနေတယ်เนาะတအားလိုတဲ့ခါကျတော့ရှေ့တန်းကိုသူတို့တုံးมาဖြစ်တယ်အဒီပီသူစစ်တွေကိုစစ်တင်နှံပေးมาဖြစ်တယ်ရှေ့တန်းကိုလွှတ်มาဖြစ်တယ်ဆိုတော့သူတို့ကအပိုက်စင်7နှစ်အထိတောင်းมาကျွန်တော်တို့ရောက်ပြီးဖြစ်တဲ့အခါကျတော့လူတွေကိုဖမ်းတာဖြစ်တယ်နောက်တစ်ခုက Green Pin နဲ့အဲ့ဒါကရင်ပင်နဲ့ပေါ့เนาะကရင်ပင်နဲ့ Concrete မြို့နဲ့မှာဆိုလို့ရှိရင်ဒီဂျုံတို့မြို့နဲ့အနည်းမှရှိတဲ့ရွာတွေကိုနေပြီးတော့စက္ကဆက်ကအဲ့ဒီမှာဝင်ပြီးတော့ ဘုံကျဲတယ်ဘုံကျဲတယ်ပြီးလို့ရှိရင်တော့အဲ့ဒီစကခဆင်းနေတဲ့အနီးတဝိုက်မှာရှိတဲ့ငွေတောင်เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့တိုက်ပွဲအကြီးကြီးဖြစ်နေတယ်အဲ့ဒီ KNLA နဲ့ပေါ့နော်เนาะ KNU ခေါ်တဲ့ဒီ KNLA ပေါ့စစ်သားတွေနဲ့သူတို့ဒီပူပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲအကြီးကြီးဖြစ်နေတယ်ဒီစကဆာနဲ့ခုနကဂျုံတုံးမျိုးအနီးမှာရှိတဲ့ရွာတွေကိုနေပြီးတော့ဘုံကိုအကြီးကြီးလိုက်ကျဲနေတယ်เนาะလိုက်ကျဲနေတယ်အဲ့ဒီမှာဖုန်ကြီးချောင်းကိုထိတယ်ထိတဲ့ခါကျတော့ပြည်သူကနေပြီးတော့6ရောက်သေးတယ်ပြီးလို့ရှိရင်တော့တင်္ဃာက၄ပအပါဝ20က ော်ထိခိုက်တန်ရာရရှိမှုတွေရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီအင်းတော်เนาะအင်းတော်မြို့ကိုပင်ကလင်အတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့လူတွေအကြီးကြီးเนาะဖြစ်တဲ့ခါကျတော့ဒီဒုက္ခတွေရောက်တဲ့ခါကျတော့မအလကပြိခိုက်ရိုက်ဆဲတယ်เนาะရက်ပေါင်း၂၀အင်းယူကြီးကတော့နှစ်ပတ်နှစ်ပတ်နေပြီးတော့အခုတစ်ပတ်ထပ်တွက်လိုက်တော့၂၂ရက်ပေါ့เนาะမလာနာနဲ့လာငါလာပဲเนาะသူတို့ကလည်းအဲ့လိုမျိုးပြိခိုက်ရိုက်ဆဲတယ်ပြီးလို့ရှိရင်တော့ AA ရဲ့ညီနောက်သုံးခွေပေါ့တော့ TNLA တို့ MNDA တို့သူတို့ပြောတာတလလို့ပြောတယ်เนาะဆိုတော့အပြိခိုက်ရိုက်ဆဲတဲ့အချိန်မှာပဲ ကျွန်တော်တို့အင်းတော်မျိုးကိုသိမ့်ပိုက်လိုက်တယ်နော်သိမ့်ပိုက်လိုက်တဲ့အခါကျတော့အဲ့ဒီအင်းတော်မျိုးမှာနော်တကက်အခိုင်အမာဒီဆောက်ထားတဲ့ကျွန်တော်တို့ဂျပန်နော်ဂျပန်ဒီမြေအောက်လိုင်းကိုရှိတယ်အဲ့ဒီမှာတကက်တမမူးကနေပြီးတော့အဲ့ဒီမှာသူတို့အဖွဲ့ကခံပြီးတော့ပြစ်တယ်နော်အဲ့ဒီမှာဆိုတော့အဲ့ဒီမှာတမမူးကအဲ့ဒီကနေခံပြစ်တဲ့အခါကျတော့သူတို့မနိုင်တော့ဘူးနော်ဒီ PDF တွေရဲ့ PR တွေကနော်ဒီတိုက်အားတွေကအားပြင်းလာတဲ့အခါကျတော့သူတို့မခံနိုင်ဘူးမခံနိုင်တဲ့အခါကျတော့အခုနကတမ89တမမူးကဆိုလို့ရှိရင်တကက်ရက်ဆက်မှုသူတို့ဖူဆောင်းတဲ့ အဲ့ဒီတမမှုတယောက်ဖြစ်တဲ့တကယ်နာမည်ကြီးနော်နာမည်ကြီးတမမှုတယောက်ဖြစ်တဲ့ဆိုတဲ့ခါကျတော့သူကနေပြီးတော့ဆုတ်ပြီးတော့ပြေးတယ်ဆုတ်ပြီးတော့ပြေးတဲ့ခါကျတော့ကသနော်ကသမှနေပြီးတော့အဲ့ဒီမှာ PDF တွေကကသကသ PDF တွေကနေပြီးတော့ဝိုင်းပြီးတော့ဖမ်းလိုက်တယ်နော်အဲ့ဒီမှာသူတို့အဖွဲ့တွေတော်တော်ဖမ်းဆီးခံလိုက်ရတယ်စစ်သုံးပိုင်းတွေဆိုတော့အဲ့ဒီထက်မှခုနကတမမှုတယောက်ပါတယ်နော်ပုံမှုချုပ်အောင်ဖက်ဥဆိုတဲ့လူကအဲ့ဒီမှာပါတယ်ပါတဲ့ခါကျတော့သူကတကယ်အဓိကတရားခံလူတွေကိုရက်ဆက်ခဲ့တဲ့အရင်ကဆန္ဒပြတဲ့ခါမှာဒီပြစ်မှုတွေကသူ့စီမှာအကုန်လုံးစုနေတယ်ဆိုတဲ့ခါကျတော့အခု NUG ကနေပြီးတော့ထောက်ပြန်တယ် ဒီလူတွေကိုအခုစစ်ဆေးနေတယ်ခုနကဖန်ဆီရရှိထားတဲ့ဒီတတ်မှတ်ခိုးလုံးเนาะ89ခုနှစ်ပေါ့เนาะအဲ့ဒီတတ်မှတ်ခိုးလုံးကိုအချိန်မခံရတာเนาะတတ်မှတ်ခိုးလုံးပြုတ်ထွက်သွားတာဆိုတော့အဲ့ဒီတတ်မှတ်တွေအားလုံးကိုနေပြီးတော့သူဖန်ထားရတဲ့ဒီစစ်သုံးပန်းတွေကိုသူတို့စစ်ဆေးနေတယ်စစ်ဆေးတွေ့ရှိချက်အရာကျွန်တော်တို့အဲ့ဒီမှာပြည်တံပေးမယ်ဆိုပြီးမှဒီနေ့ အယူကြီးကထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့အတိပရတော့တမ89တမမို့ကတော်တော်အပြည့်ကြီးတယ်သူကအပြည့်စီရင်မှုရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အတိပရတော့တိတ်အချင်းနေမကောင်းဘူးအဲ့ဒီတမမို့ကနော်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ flan အဲ့ဒီ in တော့တိတ်နေ flanting နဲ့နော် flanting နဲ့ flam မှာလည်းဒီမှာတိုက်ပွဲတွေကြီးကြီးဖြစ်တဲ့ခါကျတော့အဲ့ဒီမှာရောက်ပေါင်း block တွေသွားလဲဆိုလို့ရှိရင်80ကျော်သေသွားတယ်နော်ဒီ dollar ရောက်ဖွင့်တွေကနေပြီးတော့80ကျော်သေသွားတယ်အဲ့ဒီမှာ flam မျိုးကိုတိတ်လို့ရတယ်ဆိုတော့ dollar ရဲ့တက်ဖွင့်တွေအများကြီးပါတယ်အဲ့ဒီမှာအညာဘက်ကဒီ BNRA တို့ဒီ Nike Six Soldier တို့စသဖြင့်စသဖြင့်အဖွင့်တွေတော်တော်များများပါတယ်နော်အဲ့ဒီ flam တိုက်ပွဲမှာဆိုတဲ့ခါကျတော့နော်ဒီနေ့ကနေပြီးတော့ ဒီကျွန်တော်ဗီဒီယိုတစ်ခလစ်တစ်ခုကိုရတယ်เนาะရတယ်အဲ့ဒါက flan တိုက်ပွဲမှာဖြစ်တာเนาะ flan တိုက်ပွဲမှာဆိုလို့ရှိရင်တော့ဒီအချိန်ပေါင်းထောင်နဲ့ချီပြောကျဲတာเนาะကျဲတာအဲ့ဒီမှာကျွန်တော်တို့ချင်းတော်လိုင်းရဲ့ခုနကချင်း brother ဖွဲ့ကနေပြီးတော့ဒီပြောရေးဆိုခွင့်ရှိတဲ့လူเนาะတယောက်နဲ့နေပြီးတော့အဲ့ဒီပို့တယောက်နဲ့နေပြီးတော့ interview ထားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီ interview မှာကျွန်တော်တို့ဗာပြောထားလဲဆိုတော့ဒီဆက်ကဆက်ကဘုံကျဲတဲ့ခါကျတော့အဲ့ဒီမှာ ကျွန်တော်တို့မြေကြတော်တော်ကိုပြိုကျတယ်เนาะမြေတွေကဆိုလို့ရှိရင်ဒီပေါင်900တို့ပေါင်100တို့ပေါင်1000တို့ချေးလို့ရှိရင်အဲ့ဒီမြေတွေကအကုန်လုံးဟိုကဖြစ်သွားတယ်ရေထွင်းတွေဖြစ်သွားတယ်เนาะဆိုတော့တို့ကလည်းအခုနောက်ကချင်းညောင်ဆိုတာဒီအခုနောက်ကအေအင်းနဲ့မဟာမိတ်ဖြစ်တယ်တို့ရဲ့ train ထားတာဖြစ်တဲ့ခါကျတော့เนาะတို့က ဒီရှေ့တန်းကိုတိုက်တဲ့ခါကျလို့ရှိရင်တို့ကဒလက်မရဒလက်မတို့ကမြေတွင်တူးတယ်အဲ့ဒီမှာချင်းရင်းတူးတယ်တူးပြီးမှတယောက်စာတယောက်စာတယောက်စာစီအဲ့လိုမျိုးတွင်တူးတူးပြီးမှအဲ့ဒီကနေပြီးတော့တို့ကခံပြီးတော့ပြစ်တာဖြစ်တယ်ဆိုတော့အဲ့ဒီလိုမျိုးတူးတူးချင်းအဲ့လိုမျိုးတူးချင်းအောင်ဆိုလို့ရှိရင်လေယံရဲ့ဘုံတံကိုခံနိုင်တယ်ဆိုတဲ့ဟာကိုအဲ့ဒီမှာရခိုင်မှာဒီဖမ်းလို့ရတဲ့စစ်တုံးပိုင်းတွေကကျွန်တော်တို့ပြောထားတာကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီအတိုင်းပဲအခုဖလန်တိုက်ပြမှာဆိုလို့ရှိရင်တို့ကအချိန်ပေါင်းထောင်နဲ့ချီပြီးတော့ပြစ်တဲ့ခါကျတော့အဲ့ဒီမှာပြေးတဲ့ဟာကိုမြေမြေစာကနေပြီးတော့တို့ ပြကြတယ်เนาะပြကြတယ်ခေါင်းတလုံးပဲပေါ်တယ်အဲ့ဒီမှာ twin team မှာ2ယောက်2ယောက်တောင်မှပြနေတယ်ဆိုတော့အဲ့ဒီ2ယောက်ကိုနေပြီးတော့ဒီပေါက်တူတွေနဲ့ပေါက်ပြီးတော့တော့ကေထုတ်ရတယ်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်အာရထားတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တင်တယ်အဲ့ဒီ YouTube ကနေပြီးတော့ကျွန်တော်ကိုဝန်ပြီးပေးတယ်เนาะပေးတယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုကအဖြတ်မခံရဘူးရှိသေးတယ်ဆိုတော့ကျွန်တော်မနေ့က ဲ့ဒီ warning ပေးခံရတယ်ကျွန်တော်တင်တန်းတက်ရတယ်ဆိုတော့တစ်ခါရှိပြီအဲ့ဒီ channel ကထိတာเนาะဆိုတော့ပထမတစ်ခါလဲကျွန်တော်ကို direct ဖြတ်ချလိုက်တယ်เนาะအဲ့ဒီ youtube direct ဖြတ်ချလိုက်တယ်เนาะတခြားလူတွေကြည့်လို့မရတော့ဘူးเนาะကျွန်တော်အကုန်လုံးဝင်တဲ့ခါကျတော့ဝင်လို့တော့မရတော့ဘူးဆိုတော့အဲ့ဒီမှာလေ warning တစ်ခေါက်ထိပြီးအခုလေတစ်ခေါက်ထိတယ်နော်အဲ့ဒီဗီဒီယိုကိုကျွန်တော်တင်ထားပေးတယ်တော်တော်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီမှာမြင်ထက်အမှန်တူရတယ်တူတဲ့အချိန်မှာကျွန်တော်ခေါင်းတစ်ပိုင်းပဲပေါ်တယ်နော်နောက်တရောက်လည်းခေါင်းတစ်ပိုင်းပဲပေါ်တယ်ဆိုတော့အဲ့ဒါမျိုးကိုအဲ့ဒါကိုတူးထုတ်တဲ့အခါမှာသူတို့ပျော်ပျော်ပေါ်ပါပဲနော်အဲ့ဒီ twin ထဲမှာလုံးဝထုတ်လို့မရတော့ဘူးနော်အဲ့ဒီဟာကိုနေပြီးတော့ကဲထုတ်တာနော်အဲ့ဒီမှာရေလုံးမောလို့ဒီက ူးတဲ့လူတွေကလည်းဘယ်လိုပြောမလဲ နောက်လိုက်သေးတယ်နော်ဟိုတွင်းထက်ကလူကလည်းရီလိုက်သေးတော့ရီလိုက်မောလိုက်နဲ့နော်အတူတို့တကယ်လူငယ်တွေပဲဆိုတော့နော်အဲ့ဒီမှာသူတို့ပျော်ပျော်ပေါပါပုံစံမျိုးတွေ့ရတယ်ဟိုမှာလုံးဝလှုပ်လို့မရတော့ဘူးနော်ဒါမဲ့လက်လက်တစ်ခုခေါင်းလက်တစ်ခုတော့လှုပ်လို့ရတယ်ဆိုတော့အဲ့လိုမျိုးဗီဒီယိုကိုကျွန်တော်တင်ထားပေးတယ်အဲ့ဒီဗီဒီယိုကကျွန်တော်အဲ့ဒီအကြောင်းကိုကျွန်တော်သိတာကဘူကြီးထမ်းမြက်တဲ့သူတို့အင်တာဗျူးတဲ့အခါမှာကျွန်တော်သိပြီဒါပေမဲ့အဲ့ဒီဗီဒီယိုဖိုင်ပေးမှလည်းဆိုတော့ကျွန်တော်ရှာမတွေ့ဘူးအခုကတော့ရှာတွေ့တယ်နော်စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ကျွန်တော်တင်ထားပေးတယ်ကျွန်တော်ဒီ channel မှာတော့ပြီးတော့ကျွန်တော်တို့ချိလို့ရတယ်ဒါပေမဲ့အဲ့ဒီ channel ကတော့ကျွန်တော် အဝန်ကြီးပေးခံလိုက်ရတယ် training ကိုဆက်ပြီးတော့ကျွန်တော်တက်ရတယ်နှစ်ခါရှိပြီဆိုတော့ဒီဇူလိုင်လ13ရက်နေ့နောက်ဆုံးအဲ့ဒါ ဘယ်လိုပြောမလဲအဲ့ဒီအတွက်မှာကျွန်တော်ထပ်တော့တင်နေဆိုရင်အဲ့ဒီ channel ကပြုတ်ပြီကျွန်တော်တို့ပိတ်လိုက်တော့မယ်ဆိုတော့အဲ့လိုမျိုးဒီဝါနီကိုကျွန်တော်ပေးခံရတယ်ဒါပေမဲ့ကိစ္စမရှိဘူးကျွန်တော်တင်တဲ့အဲ့ဒီ video ကိုအဒီမှာသွားကြည့်လို့ရတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောချင်တယ်ဆိုတော့နောက်တစ်ခုကမကွေးတိုင်းစလင်းစစ်တုတရာ line ဘက်မှာဆိုလို့ချင်တော့18မိုင်ဆိုတဲ့ဂုံးရှိတယ်အဲ့ဒီ18မိုင်ဂုံးကိုနေပြီးတော့အဲ့ဒီမှာ PDF တွေကတက်သိမ်းတယ်သင်ပိုင်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့စက်ကစအရောက်ပေါင်း၄ရောက်ဖမ်းမိတယ်အဲ့ဒီမှာတနက်က၅လက်ရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ် နောက်တစ်ခုကကျွန်တော်တို့စကိုင်းမြုပ်နော်အဲ့ဒီမှာဆိုလို့ရှိရင်မိင်္ဂလင်အကူအညီနော်အကူအညီတွေကိုပေးကြတယ်နော်ပေးကြတဲ့ခါကျတော့အဲ့ဒီမှာရိတ်ခါတို့ဆန်အိတ်တို့စသည်ဖြင့်နော်အဲ့ဒီမှာရှိတယ်ရှိတဲ့ခါကျတော့အဲ့ဒီကအုတ်ကျူးတွေကနေပြီးတော့အဲ့ဒီအဒီအထောက်ပံ့ဒီဆန်အိတ်တွေရိတ်ခါတွေကိုအကုန်လုံးသူတို့ရောင်းစားတယ်နော်အဲ့ဒါကချွေမင်းဝန်အဲ့ဒီအုတ်ကြီးကနေပြီးတော့အဲ့ဒီမှာရောင်စားတယ်နော်ရောင်စားတယ်အဲ့ဒီမှာသူ့ရဲ့နာမည်ကတော့ကျွန်တော်တို့အောင်ဖြိုး ဆိုတဲ့လူကနေပြီးတော့အဲ့လိုမျိုးရောင်းစားတယ်နောက်တစ်ခုကမေတ္တာနာမေတ္တာမှလည်းအဲ့လိုမျိုးရောင်းစားတယ်နော်ရောင်းစားတဲ့အတားကသူရဲ့အုတ်ချိနာမည်ကတော့ကျွန်တော်တို့ထူးထူးဦးအတားကလက်ပံစိတ်မှနော်လက်ပံစိတ်မှအဲ့လိုမျိုးရောင်းစားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပုဂိုတိုင်းစစ်ပစ်ဆိုင်ရာပစ္စည်းထုတ်လုပ်တဲ့ဒီ PDF တွေပေါ့နော်အဲ့ဒီတနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှေးတန်းမှာသုံးဖို့အတွက်ကျွန်တော်တို့လေရင်ငွေကိုနေပြီးတော့တီထွင်နေတယ်အဲ့ဒီမှာသူတို့အတားရင်အတိကောင်းရဲ့အတိကရေချက်ကပါလဲဆိုလို့ရှိရင်တော့အသေးစားပေါ့လေရင်ငွေအသေးစားကိုအဲ့ဒီမှာတီထွင်ထုတ်လုပ်ဖို့သူတို့ကြိုးစားနေတယ်အဲ့ဒီမှာလူနာတွေကိုတင် ဖို့လက်နဲ့တွေကိုเนาะဒီအပို့ဆောင်တွေလုပ်နိုင်ဖို့အတွက်လေးရင်ပြန်အသေးစားကိုနေပြီးတော့ ထုတ်လုပ်နေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တည်င်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့ကြားရမှာဖြစ်တယ်အဲ့ဒါကမြန်မာနောက်ကကျွန်တော်တို့ပေါ်ပြထားတာဖြစ်တဲ့အခါကျတော့ကျွန်တော်တို့တရားတလောက်ရှိတယ်เนาะဆိုတော့အဲ့ဒီလျင်ငွေတွေကိုသူတို့ထုတ်လုပ်နေတယ်အဲ့ဒီလျင်တပ်ပုံကိုလည်းကျွန်တော်တို့တွေ့ရနိုင်မှာဖြစ်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ဒီချင်းရင်တောင်တွေเนาะခုနကဖလန်တိုက်ပွဲမှာဆိုလို့ရှိရင်တော့ PDF တွေအများကြီးအဲ့ဒီမှာသွားတိုက်ပူပေးတယ်တိတိမျိုးကိုဆက်ပြီးတိုက်နေတယ်ဆိုတော့အဲ့ဒီအဖွဲ့မှာဆိုလို့ရှိရင်ချင်းရင်တောင်အဖွဲ့မှာအဖွဲ့ပေါင်း6ဖွဲ့ကိုဖွဲ့စည်းထားတယ်ကျွန်တော်တို့ AA နဲ့လည်းကျွန်တော်တို့မဟာမိတ်ဖြစ်တဲ့ PDF ဒီဖက်မှာအညာဖက်ကလူတွေနဲ့လည်းတော်တော်ကိုမဟာမိတ်ပြုထားတယ်အ ဖွဲ့တစ်ဖွဲ့ဖြစ်တယ်ဆိုတဲ့ခါကျတော့ तू ကတရားဝင်ပါပြောလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တိတိမျိုးကိုတင်ပိုက်လို့ရပြီတန်းနဲ့ကျွန်တော်တို့ဒီဖက်ကိုဆင်းလာမယ်เนาะဆိုတော့အညာကိုဆင်းလာမယ်မကွေးဂိုင်းကိုဆင်းလာမယ်ဆိုပြီးမှတရားဝင်ထုတ်ဖော်တာကိုကျွန်တော်တို့တွေ့မှာဖြစ်တယ်။ဘာဖြစ်ဆိုတော့ဒီဖက်ကအညာဖက်ကကလေးတွေကဒီဖက်မှာဒီဖလန်တက်ပွဲမှာပါဝင်တဲ့အပြင်ကျွန်တော်တို့တိတိမျိုးမှာလည်းကျွန်တော်တို့ဆက်တော့ပါဝင်တဲ့အတွက်ကြောင့်เนาะသူတို့လာပြီးတော့ဆင်းပြီးတော့ကုမယ်။ဘာဖြစ်ဆိုတော့ AA နဲ့လည်းမဟာမိတ်ဖြစ်တဲ့ခါကျတော့သူတို့ကတော့ကျွန်တော်တို့ MNDA တို့ TNLA တို့လို့တော့เนาะခုခုလုံးပြီးတော့လုံမယ်မဟုတ်ဘူးလို့တော့ထင်တာပဲ။ ။နောက်ဘာဖြစ်ဆိုတော့ AA နဲ့မဟာမိတ်ဖြစ်နေတယ်။ဆိုတော့ AA ကနေပြီးတော့မကွေးတို့ဒီ ARD တို့ပကိုးတို့အဲ့ဒီနေရာတွေမှာဝင်တဲ့ခါကျတော့ကျွန်တော်တို့ ဒီဆင်းကိုဆင်းလာမယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့အရေးအယောင်တော့ကျွန်တော်တို့တွေ့လာရတယ်သူတို့လည်းတရားဝင်ပြောတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတနိုင်းမှာเนาะတနိုင်းမှာဆိုလို့ရှိရင်တော့ KNA ရဲ့ဒီတမ20နော်တမ20အဲ့ဒီဌာနချုပ်အနည်းမှာဆိုလို့ရှိရင်တော့အကြီးအကျယ်အဲ့ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်ပြင်းထန်နေတယ်เนาะအဲ့ဒီမှာဒီစကတ်စကတ်ဘုံအလုံးပေါင်း30ကျေးချတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဒီတက်ဆင်เนาะတက်ဆင်နဲ့မလေးရှားဝင်ကြီးချုပ်ဟာဆိုလို့ရှိရင်သူတို့ ဒီ time မှာတွေ့မယ်တွေ့တဲ့ခါကျတော့အဲ့ဒီမှာဒီမြန်မာနိုင်ငံရဲ့ညှင်းချမ်းရေးကိုစစ်အတွက်ဘလို့လောက်ရမလဲဆိုတဲ့ဟာကိုသူတို့ဆွေးနွေးမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့တက်စင်ကဒီညှင်းချမ်းရေးဆွေးနွေးဖို့အတွက်ဒီမအလားနဲ့ကျွန်တော်တို့ဒီအတိုက်ခံတွေလုတ်ခေါ်တဲ့ကျွန်တော်တို့ PDF တွေနဲ့နော်ပေါ့နော်ဒီ UNG တို့ဘာတို့နဲ့ဆွေးနွေးရေးလမ်းကြောင်းဆွေးနွေးဖို့အခြေအနေဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ဟာကိုလေခုနကတက်စင်ကနေပြီးတော့ဒီထိုင်းဝန်ကြီးချုပ်ရဲ့ဒီပေတုတန်ရဲ့အဖေပေါ့ တဆင်ရှင်နာဝါကပြောတယ်ဆိုလို့တတိယကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုက USA နဲ့ကျွန်တော်တို့ဒီတရုတ်ရဲ့စီးပွားရေးတကစ်စစ်ပွဲကိုလည်းကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ကျွန်တော်ဟိုတစ်ခါကပြောတယ်တရုတ်က125ရာခိုင်နှုန်းတိုးကောက်တယ်ဒီထရန့်ကနေပြီးတော့145ရာခိုင်နှုန်း ထိုးခေါက်တယ်။အဲဒီတရုတ်ကို US က145ရာခိုင်နှုန်းကောက်တယ်။တရုတ်ကအမေရိကကို125ရာခိုင်နှုန်းကောက်တယ်။ဆိုတော့အဲ့ဒါကိုဒီအမေရိကက short ပစ်လိုက်ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောတယ်ပြောတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ comment ပေးကြတာကเนาะ Trump ကတော့ ကမ္ဘာအဝဲမှာရှိတဲ့မြန်မာနိုင်ငံပါဝင်ပေါ့အဲ့ဒီဟာကိုနေပြီးတော့ခလုံးစည်းကြက်တယ်နော်အဲ့ဒီမှာနိုင်ငံပေါ့အများကြီးပါတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ဒီဆန့်ကျင်မှုတွေတော်တော်ကိုခံလိုက်ရတယ်ပြီးလို့ရှိရင်တော့အမေရိကန်ရဲ့ဈေးကွက်ကတော်တော်ထိုးကျတယ်ထိုးကျတဲ့ခါကျတော့အဲ့ဒါကိုရပ်ပေါင်60ရပ်ဆိုင်လိုက်ရတယ်နော်အဲ့ဒါကိုချိလိုက်နော်နောက်တစ်ခုကဒီတရုတ်ကိုနေပြီးတော့တိုးတိုးတော့ကောက်တယ်ကောက်တဲ့ခါကျတော့နော်အဲ့ဒီတရုတ်ကလည်းထပ်တော့ကောက်တယ်ကောက်တဲ့ခါကျတော့အဲ့ဒီမှာပါပြဿနာတစ်ခုဖြစ်လာလေဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒီကွန်ပျူတာတို့ iPad တို့ iPhone တို့ဒီ smartphone တွေပေါ့နော်အဲ့ဒီ မာဆက်ဆက်တဲ့ပစ္စည်းတွေကိုနေပြီးတော့တရုတ်ကနေပြီးတော့တင်သွင်းတာများတယ်เนาะအမေရိကကိုပြီးလို့ရှိရင်တော့ဒီရောင်ရအားရဲ့80%ခန့်တော့ကတရုတ်ကတင်သွင်းတဲ့အရာတွေဖြစ်တယ်เนาะအမေရိကမှာရောင်းတဲ့ခုနကပြောပြတဲ့ကွန်ပျူတာတို့ဒီ tablet တို့ ဒီခုနက laptop တို့ smartphone တို့စသဖြင့်အဲ့ဒီရနဲ့နောက်တစ်ခုကဆက်ဆက်ပစ္စည်းတွေပေါ့နော်ပစ္စည်းတွေကိုဒီခွန်ကင်းလို့ခွန်ကိုပေးလိုက်ရတယ်နော်ပေးလိုက်ရတယ်ဆိုတော့တကယ်တမ်းဒီဟာကိုမပေးဘူးဆိုလို့ရှိရင်သူတို့တော်တော်ထိတော်မယ်နော်ထိတော်မယ်ဒီအမေရိကကအတိတ်ပြရတော့အမေရိကကဒီပစ္စည်းတွေကိုတရုတ်ကနေပြီးတော့အများကြီးမိခိုးရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့တရုတ်ကိုခွန်စီးကြတာက145ရာခိုင်နှုန်းမှန်တယ် ဒါပေမဲ့ကိလုံခွန်ကိုပေးလိုက်ရတာကအခုနောက်ကစမတ်ဖုန်းတို့ iPad တို့အခုနောက်ကွန်ပျူတာတို့ဆက်ဆက်ပစ္စည်းတွေပေါ့နော်သူတို့ကိုထုတ်လုပ်တဲ့ဆက်ဆက်ပစ္စည်းတွေဟာဆိုလို့ရှိရင်အခွန်ကိုကိလုံခွန်ကိုပေးကိုပေးလိုက်ရတယ်ဆိုတော့အဲ့ဒါကနော်တရုတ်ကိုရှုံးတာပဲနော်တရုတ်ကိုရှုံးတာပဲအဲ့လိုမျိုးကိလုံခွန်ပေးလိုက်ပြီဆိုလို့ရှိရင်တရုတ်ကိုရှုံးပြီနော်အဲ့လိုမျိုးကျွန်တော်တို့ကိုတွေ့အဲ့ဒါကိုတချို့လူတွေကတော့ကျွန်တော်တို့သဘောမတူကြဘူးပေါ့နော်သဘောမတူကြဘူးခံမမှပေးထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီပစ္စည်းတွေကိုကိလုံခွန်ပေးတယ်ဆိုလို့ရှိရင်ဒါကတော့တရုတ်ကိုဒီ အခုကအမေရိကကရှုံးပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနိုင်မယ်တကယ်တော့မရှုံးဘူးဆိုရင်ဒါတွေကိုဘာတစ်ခုမှပေးစရာမလိုဘူးအခွန်စစ်ကြရမယ်အကုန်လုံးနောက်သူမှတကယ်အများဆုံးထိခိုက်မဲ့ဟာတော့ဒီ shop ပေးတယ်တချို့ဟာတော့သူတို့ကျင်းထားတယ်ဆိုတဲ့ဟာတော့ရှုံးနေဆိုတဲ့လက္ခဏာပဲဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April 15ရက်နေ့မှာတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံချက်ရအောင်ဟုတ်က Subscribe ကိုနေခါလောက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ